UG တော်ရစင်များမင်္ဂလာပါခင်ဗျာကုချင်အစားပြီး2025ခုနှစ်အောက်တိုဘာလ3ရက်နေ့ Radio UNG ရဲ့မနက်ခင်းစီရီသတင်းများကိုကျွန်တော်ရန်တိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ပထမဆုံးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့ဗမော်မှာ KIA ပူးပေါင်းတပ်ဖွဲ့များစစ်တပ်စခန်းတွေကိုပြန်သိမ်းပိုက်တိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာရခိုင်လက်လွတ်လိုက်ရတဲ့စစ်တပ်စခန်းအချို့ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးတိုက်ပွဲများအတွင်းစစ်တပ်ဘက်မှ60ကျော်တေဆုံးကဒဏ်ရာရသူများပြခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များမှသိရှိရပါတယ်။ စက်တင်ဘာလ24ရက်နေ့မှာပမော်မြို့ရှိသုံးပိုင်းစကန်၊ရွှေပြည်သာစကန်နဲ့ KBC ဖះချောင်းကုန်းတို့ကိုစစ်တပ်ရဲ့အမှတ်7စစ်မြေမြေစစ်တပ်ရင်နဲ့အမှန်ငါဆက်သွေးရေးတပ်တို့ကစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် KIA ပူးပေါင်းတပ်ဖွဲ့တွေဟာယာယီဆုတ်ခွာခဲ့ရပေမဲ့အော်တိုဘားလ10ရက်နေ့ညနေပိုင်းမှာ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကတံပြန်ထိုးစစ်ဆင်ကအဆိုပါစကန်တွေကိုပြန်လည်သိမ်းပိုင်နိုင်ခဲ့တယ်လို့သိရပါတယ်။ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာပမော်မြို့ရှိစစ်တပ်စကန်တွေကို2024ခုနှစ်နှစ်ကုန်ပိုင်းမှာစပြီးထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ီးလက်ရှိအချိန်ထိစကမ်းအများပြားကိုထိန်းချုပ်ထားပါတယ်ခင်ဗျာ အခုတကားနယ်ရီကန်တိုက်ပွဲကထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်28ဦးကိုအရှင်ဖမ်းဆီးရမိတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်နယ်ရီကန်ဝင်းကျင်တိုက်ပွဲတွေကထွက်ပြေးလာတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်28ဦးကိုအရှင်ဖမ်းဆီးရမိထားတယ်လို့လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကထုတ်ပြန်ထားပါတယ်။အဲဒီစစ်သုံးမှန်းတွေဟာစစ်ကော်မရှင်တပ်မ69နဲ့စကကခ18လက်အောက်ခံတပ်ဖွဲ့ဝင်တွေဖြစ်ကြပြီးအများစုဟာတော့အာမစစ်မှုထမ်းဥပဒေနဲ့ပေါ်တာဆွဲခံထားရတဲ့စစ်မှုထမ်းအပတ်စဉ်9မှအပတ်စဉ်73တန်းစင်းတပ်သားများဖြစ်တယ်လို့ဆိုပါ ါတယ်အဲ့ဒီစစ်တုံးမန်းတွေကိုနိုင်ငံတကာစစ်တုံးမန်းဥပဒေစည်းမျဉ်းများနဲ့အညီကောင်းမွန်စွာထိန်းသိမ်းထားရှိထားတယ်လို့ PRA မကွေးကအသိပေးထားပါတယ် နိုင်ငံတော်ထိုးစစ်ဆင်နေတဲ့အကြံပတ်စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်ကိုမာမိတ်တွေနဲ့အတူ PRA မကွေးအနေနဲ့ကြမ်းကြမ်းခံခုခံလျက်ရှိပြီးစစ်နောက်ပိုင်းဒေသများမှာလည်းပျောက်ကြားဒေသများတိုးချဲ့ပေါ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အကြံပတ်စစ်ကော်မရှင်တကြောပြန်အားကောင်းလာမှုနဲ့အတူတော်လိုင်းတပ်တွေထိန်းချုပ်ဒေသအချို့ပြန်လည်လက်လွတ်ရမှုများရင်ဆိုင်နေရကတော်လိုင်းအင်အားစုအသီးသီးအနေနဲ့တပ်ပေါင်းစုမူဝါဒကိုလက်တွေ့ကြကြကျင့်သုံးအကောင့်ထဲဖွင့်ရမယ့်ကာလဖြစ်တယ်လို့အကြံပြုထားပါတယ်။မိမိတို့တသိန်းတစ်ဖွဲ့အားကောင်းရေးထက်တော်လိုင်းတစ်စုံလုံးအားကောင်းရေးကိုဦးတည်နိုင်ရမှာဖြစ်ပြီး ြီး၊ကွဲပြားတဲ့အမိန့်ပေးကိုကဲမှုတက်အင်အားပြန့်ကျင်းမှုဗဏ္ဍာရေးလေလွှဲမှုတွေကိုအကျစ်လက်ဆုံးပေါင်းစည်းကတညင်တညို့ထဲတိုက်ပွဲဝင်ရမယ်ကာလဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအုပ်ဖို့မြို့နယ်မှာအကြမ်းဖက်ဆက်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုမှာစစ်သား9ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။စက်တင်ဘာလ30ရက်နေ့မှာတန်ကြက်ကကား3စီးနဲ့အင်အားတရာကျော်ဖြင့်အုပ်ဖို့မြို့နယ်ကျိုးကိုပင်ရွာကိုစစ်ကြောင်းထိုးလာခဲ့တဲ့အကြမ်းဖက်ဆက်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကအော်တိုဘားလ10ရက်နေ့ည9နာရီအထိ၄ချိန်ပိတ်ဆို့တိုက်ခတ်ခဲ့ကြောင်းတာဟော်ရီ KI ပြည်သူ့ကာကွယ်တပ်ဖွဲ့ထံမှသတင်းရရှိပါရသည်။တိုက်ပွဲများတွင်စစ်တပ်ဘက်မှစစ်သား9ဦးသေဆုံးခဲ့ပြီးညာရင်းချင်းအုပ်ဖို့မြို့သို့ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့သိရပါရသည်။ အဲ့ဒီတိုက်ခိုက်မှုကိုတာဝရီခဲပကဖတိုက်ခိုက်ရေးတပ်ခွဲ၃ပကဖဒရုန်းတပ်ဖွဲ့ဂျိုးပင်ကောက်ဟီရိုပျောက်ကြားတပ်ဖွဲ့အုပ်ဖို့မြောက်ပျောက်ကြားတပ်ဖွဲ့ Black Dragon GBK PTF တပ်ဖွဲ့နဲ့ဇီကုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေအထူးကဲမရှိပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့စစ်ကော်မရှင် BGF ဖူးပေါင်းစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး၁၀ဦးထက်မနည်းဒဏ်ရာရရှိရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စစ်ကော်မရှင်တပ်နဲ့မောင်လာကျိုင်ဦးဆောင်တဲ့ BGF ဖူးပေါင်းစစ်ကြောင်းနဲ့တော်လဲတပ်ဖွဲ့တွေထိတ်တိုက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကော်မရှင်တပ်ဘက်က၁၀ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ Black Dragon Column ကထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလကုန်ပိုင်းမှာဖာပုံကရန်တွင်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်နဲ့ BGF ပူးပေါင်းအင်အား300ခန့်ပါတဲ့စစ်ကြောင်းနဲ့မီတာ100ခန့်အကွာထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီတိုက်ပွဲတွင်စစ်ကော်မရှင်စစ်ကြောင်းဘက်က10ဦးထပ်မံတဲ့ဒဏ်ရာရခဲ့ပြီးတော်လိုင်းပူးပေါင်းတပ်ဖွဲ့ဘက်မှရဲဘော်6ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။လေးရကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးလက်နက်ကြီး drone နဲ့စစ်ကူအင်အားများရောက်ရှိလာတာကြောင့်စစ်ကော်မရှင်စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားပေမဲ့အင်အားဖြည့်တင်ပြီးထပ်မံစစ်ကြောင်းထိုးဝင်ရောက်မယ်လို့သတင်းအခိုင်အမာရထားကြောင်းဖော်ပြထားပါတယ်။ နိုင်ငံရဲ့စစ်ကြောင်းအနေနဲ့တိုက်ပွဲအတွင်းထိခိုက်ဒဏ်ရာရခဲ့တဲ့ရဲဘော်တွေစေဝါကုသရန်နဲ့ခဲယမ်းများဖြစ်တင်းရန်အကူအညီလိုအပ်လျက်ရှိတယ်လို့မြစ်တာရက်ခံထားပြီးຫນွေဦးတော်လိုင်းရဲ့အမြင်အောင်မြင်အောင်ဒီဇိုင်းမမတ်စူးစမ်းအထောက်အထားမယ်လို့အသိပေးထားပါတယ်ခင်ဗျာ ခုတစ်ခါတည်ဆက်ပေးမယ့်စီးရီးသတင်းကတော့စကိုင်းတိုင်းကမလူမျိုးနယ်အုံတော်ရွာပြူဇော်တီကင်းစကန်တိုက်ခိုက်တိမ့်ပတ်ရမှာပြူဇော်တီ2ဦးသေဆုံးပြီး6ဦးဖမ်းမိတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းကမလူမျိုးနယ်အုံတော်ရွာပြူဇော်တီကင်းစကန်တခုကိုတော်လိုင်းအင်အားစုတွေကအော်တိုဝါလာ10ရက်နေ့ည10:00နိုင်ဝန်းကျင်မှာတိုက်ခိုက်တိမ့်ပတ်ခဲ့ရမှာပြူဇော်တီကောင်းဆောင်2ဦးပါဝင်2ဦးသေဆုံးပြီး6ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းကမလူခရိုင်အမှတ်3 PDF တိုင်ရင်ထံမှသတင်းရရှိပါတယ်။တိုက်ခိုက်မှုကိုကမလူခရိုင် PDF အမှတ်3တိုင်ရင်ပကဖလှူရှားရေးတိုင်ရင်နဲ့နေမြေကပကဖအင်အားများ များကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးအုံတော်ရွာပြူစောဒီကင်းစခန်းကိုအလင်းငိုက်လျှက်တစ်ပြက်ပျောက်ကြားနီးစနစ်နဲ့ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်တိုက်ခတ်မှုမှာတော့ပြူစောဒီအင်အားတွေကခုခံမှုစ조사ခဲ့ပေမဲ့လည်းထိတွေ့ပစ်ခတ်မှုမဖြစ်ပေါ်ခဲ့ပဲအလစ်ဝင်ရောက်ခဲ့တဲ့အတွက်ကြောင့် G3 အမျိုးအစားတနက်3လက်၊ကာပိုင်တနက်2လက်၊ပြောင်းကျော်တနက်2လက်နဲ့ခဲယမ်းပစ္စည်းအချို့ကိုလွယ်ကူစွာသိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးစက်တင်ဘာလအတွင်းဗိုလ်ကြီးတအူးအပါဝင်စုစုပေါင်း68ဦးပြည်သူ့ရင်ွယ်ခုံလုံးနဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝန်ကြီးဌာနနဲ့ပြည်သူ့ရင်ခွင် People's Emperors တို့ကိုချိတ်ဆက်ပြီးစက်တင်ဘာလအတွင်းအကြမ်းဖက်စစ်တပ်မှဗိုလ်ကြီးတအုပ်အပါဝင်ရန်သူတပ်ဖွဲ့68ဦးပြည်သူ့ရင်ခွင်ကိုခုလုံခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ဝန်ကြီးဌာနမှသတင်းထုတ်ပြန်ပါတယ်။ပြည်သူ့ရင်ခွင်ခုလုံလာတဲ့68ဦးမှာလက်နက်နဲ့ဝင်ရောက်လာသူ18ဦးရှိပြီး MA1 စက်တလက် MA3 လေးလက်လက်ပစ်ပုံး3လုံးနင်းမိုင်း2လုံးကြည်မျိုးစုံအတောက်960ကျော်တို့ကိုပါရှိတယ်လို့သိရှိရပါတယ်။အဲ့ဒီ68ဦးဟာအကြမ်းဖက်စစ်တပ်ရဲ့အရမလူသစ်စုဆောင်းခံရသူပြည် ည်သူစစ်မှုထမ်း59ဦးရဲတအူပိုကြီးတအူတက်ချက်ကြီးတအူနဲ့တပ်သား10ဦးလိုဖြစ်ကာခွင့်ရရတာနဲ့ပြည်သူနဲ့အတူရက်တီရန်ရန်သူတပ်တွင်ရောက်ရှိနေသူများကြိုးပမ်းလျက်ရှိတယ်လို့သိရှိရပါတယ်။အာနာသိန်းကျမ်းပတ်စစ်တပ်ရဲ့စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့်အတင်းအရမလူသစ်စုဆောင်းခံရသူများပါဝင်ပြည်သူ့ဘက်ရက်တီလိုတဲ့တပ်သားနဲ့ရဲတွေအနေနဲ့ပြည်သူ့ရင်ဝင် Telegram @myanmarpeople သို့မဟုတ်နီးစပ်ရာ PTF ပတ်ကပ်ဖော်ရီနဲ့မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကိုဆက်သွယ်ချိတ်ဆက်ကပြည်သူ့ရင်ခွင်ခေလုံကြရင်တိုက်တွန်းအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတကား KPL တက်ရင်6423ကြာဆုံးရဲဘော်39ဦးကိုရေးစုပြီးတံဃာတော်များအားဆုံးဆက်ကတ်လူတန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ကလလာတာ KPLA တက်ရင်6423ရမှပြည်သူ့လူမျိုးရေးတိုက်ပွဲတွင်ကြာဆုံးခဲ့ရတဲ့ရဲဘော်တွေကိုရည်စုကကြံရစ်သူတက်ရင်6423ရဲဘော်တွေကတန်ဃာတော်များအားအာယုံစွန်းနေစွန်းနဲ့ဝိထုကတ်လူချင်းတွေကို ဘာသာရေးထုံးတဲ့ဆီလံများနဲ့ညီပြုလုပ်ခဲ့ကြောင်းအော်တိုဘာလ2ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။တရင်ကိုလေးနှစ်တုံညမှာလူမျိုးစုံဘာသာစုံရဲဘော်တွေကဆရာတော်တန်ဃာတော်များအားစွန်ဖုံးဖွယ်ရာများကိုစီစဉ်ဆောင်ရွက်ပေးခဲ့ပြီးကြာဆုံးရဲဘော်များအားရည်စုကရည်စက်ချအမျှဝေးခဲ့တယ်လို့ဖော်ပြထားပါတယ်။ကလာလာတာအမှတ်ကိုလေးနှစ်တုံညတရင်မှာစဖွဲ့စည်းချိန်ကစပြီးပြည်သူ့လူမျိုးရေးနဲ့ Federal Democracy စနစ်တည်ဆောက်ရေးအတွက်အသက်ပေးဆက်ကတိုက်ပွဲဝင်ခဲ့တဲ့ရဲဘော်38ဦးရှိပြီဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းနဲ့စီရီးသတင်းကတော့စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ KNTF တရင်စနစ်အတိပေးလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ ဂင်းဒီမျိုးသားများကာကွယ်တပ် KNDF တပ်ရင်းအမှတ်စနစ်တီထောင်ခြင်း၄နှစ်ပြည့်မှာတွန်လွာထုတ်ပြန်ထားပါတယ်၂၀၂၅ခုနှစ်အော်တိုဘလာတရနေ့ဟာ KNDF B12 တပ်ရင်းတီထောင်ခြင်း၄နှစ်ပြည့်တဲ့နေ့ဖြစ်တယ်လို့သိရပါတယ်လက်နက်အားကိုးနဲ့မတရားအုပ်ချုပ်နေတဲ့စစ်ကောင်စီကိုအစာပိုင်းမှာအမဲလိုက်ဒူမီများ point 22များလက်လုတ်တရက်များနဲ့စတင်တွန်းလှန်ခဲ့ကြရမှာ ီသူလူတို့ကိုအားပြုရင်းအခက်အခဲများစွာကိုစိုးရိမ်မှုကင်းမဲ့စွာအသက်သွေးချွေးများနဲ့ကြံ့ကြံ့ခံခဲ့တာဟာလင်းနစ်ပြည့်ပြီလို့ဖော်ပြထားပါတယ်။ KNDF အမတ်စနစ်တရင်နေနဲ့ပြည်သူလူထုကိုကိုစားပြုမျက်နှာမူပြီးတော်လန်ရေးရဲ့အဆုံးစွန်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ကြာဆုံးတဲ့အထိတိုက်ပွဲဝင်သွားမဲ့တရင်ဖြစ်ကြောင်းကိုလည်းတီထောင်ချင်းလင်းနစ်ပြည့်မှာပြည်သူလူထုထံထက်မှန်ဂရီးသစ္စာပြုအသိပေးထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီရေသတင်းကောင်းလို့ချက်တွေကို Radio NUG သတင်းတောက် Carson နဲ့ဗရန်ဘိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။